Twist အစီအစဉ်အနေနဲ့ကြိုဆိုပါရစေ။ဒီစီဇန်မှာတော့စိတ်ဝင်စားစရာဇာတ်ကားကောင်းတွေရဲ့ဇာတ်ဝင်ခန်းတွေကို ပြန်ပြီးသုံးသပ်ပြသွားမှာဖြစ်ပါတယ်။ဒီတစ်ခါပြောပြသွားပေးမယ့်ရုပ်ရှင်ကတော့2010ခုနှစ်ကဒါရိုက်တာမာတင်စကော့ဆေစီရိုက်ကူးခဲ့တဲ့ Shutter Island ဆိုတဲ့ရုပ်ရှင်မှန်ဖြစ်ပါတယ်။အရှိမလဲမူဗီဂိုက်ဗီဒီယိုလေးလုပ်ပေးပြီးဆိုတော့ဇလန်းချင်းတီးချင်းအဲ့ဗီဒီယိုယဉ်ကြည့်လိုက်ပါနော်။ ဒီရုပ်ရှင်ကိုတခါတည်းကြည့်ထားတာဆိုရင်တော့ဇလန်ကရှုပ်ထွေးနေလို့သိနာမလဲတော့သိပါဘူး။ထိုင်တာပြခြင်းနဲ့ရာသပြေဝခံစားနိုင်မှုဒီဗီဒီယိုလေးရကူညီပေးနိုင်မယ်လို့ထင်ပါတယ်။ဒီဗီဒီယိုမှာတာမန်ဆွေးနွေးနေကြအခြေခံချက်တွေရောပြောတော့မှာမဟုတ်ပါဘူး။အမြင်သစ်တစ်မျိုးနဲ့ဘယ်လိုရှုထောင့်နေရလဲခံစားကြည့်လို့ရမလဲဆိုတာနဲ့ဘယ်ရှုထောင့်နေရဖြစ်နိုင်မဖြစ်နိုင်သုံးသပ်ပြသွားပါမယ်။ တကယ်တော့ဒီရုပ်ရှင်ကိုရှုထောင့်သုံးခွက်ကြည့်လို့ရပါတယ်ပထမတစ်ခုကတော့တက်ဒီယာတကယ် US Marshal ဖြစ်တယ်ဆိုရဲမြင်ပါပဲသူထင်းနေတယ်လို့ပဲဆရာဝန်တွေကသူ့ကိုဝိုင်းလိမ့်ပြီး brain wash လုပ်လိုက်တာပါ Rachel Solano ကလည်းတကယ်ဆရာဝန်တယောက်ဖြစ်ပြီးသူတို့လိုအပ်ချက်တွေကိုသိနေလို့စိတ်မနှံ့သူလို့ဆွဆွဲကြလို့ထွက်ပြေးတင်းချောင်နေရတာပါဒါကတော့မင်းသားအမှန်နဲ့ဆိုရဲတွေးနေကြည့်ရတဲ့အမြင်ပါတကယ်တော့မဖြစ်နိုင်လို့တော့ပြောလို့ရပါတယ်ဒီလိုလက်ခံလိုက်မယ်ဆိုရင်ဟာခွက်တွေအများကြီးထွက်လာမှာပါ The Law of Fire ထရီနာမည်ရင်းဖြစ်တဲ့ Edward Daniels ကိုစလုံးနဲ့ပြောင်းစီလိုက်ရင် Andrew Latis ဖြစ်သွားပြီး Richard Solano ကိုစလုံးပြောင်းစီလိုက်ရင် Dolores Channel ဖြစ်သွားမယ်လို့နောက်ဆုံးပိုင်းမှာရှင်းပြထားပါတယ်။တကယ်လို့ Edward Daniel နဲ့ Rachel Solano ကတကယ်ရှိရဆိုရင်ဒီလောက်တိုက်ဆိုင်နေရဆိုတာတိတ်မဖြစ်နိုင်ပါဘူး။ကြောက်ဆောင်နေတဲ့နိုင်ငံမှာ Teddy တွေးခဲ့တဲ့ဆံဝင်မှာ Rachel Solano ကတကယ်ရှိရမှဖြစ်နိုင်ပါဘူး။ မင်းချေတကယ်မဲထွက်ပြေးနေတာဆိုရင်ထက်ဒီတို့ရောက်လာတော့မသိနိုင်သလို तू ကမာရှယ်ဆိုတာကိုလည်းသိနိုင်မှာမဟုတ်ပါဘူးဒါထက်ဒီစိတ်ထင်အောင်မှဖြစ်တာတွေရဲ့တစ်ခုပါပဲဆရာဝန်ကထက်ဒီပွားမှန်ကိုပြောပြလိုက်တဲ့ချိန်မှာ तू ကလွယ်လွယ်လေးလက်ခံခဲ့ပါတယ် တကယ်လို့သူက US မှာရှယ်တယောက်ဖြစ်ပြီးဒီစကားတွေက brainwash လုပ်နေရဆိုရင်တလောက်လွယ်လွယ်လက်ခံရအကြောင်းမရှိပါဘူး။ပိုပြီးသိတာစီရဲ့ချက်ကတော့သူကတကယ်မျိုးဆိုရင်နောက်နေ့မနက်မှာဘာလို့ရတဲ့ကုန်မေးသွားပြီးဘာမှမဖြစ်တယ်လို့ဆက်ပြောနေတာလဲ။ဒေါက်တာရှီဟန်ကသူ့ကိုနောက်ဆုံးမှာ Terry လို့ခေါ်လိုက်တဲ့ချက်ကလည်းဒီရှူတော့ငွေယူကြည့်စီတဲ့ချက်တွေထဲမှာပါပါတယ်။ဒါပေမဲ့အဲ့ချိန်မှာ role play ချိန်တွေပြောင်းရောက်သွားလို့သူ့ကို Terry လို့ခေါ်လိုက်တာဖြစ်နိုင်ပါတယ်။ ဒေါက်တာရှင်ရံကမာရှယ်ဖြစ်ဘလို့ဟန်ဆောင်လို့ရမှာလဲသူ့ကိုတကယ်ဒါဌာနလွတ်တာဆိုရင်ဆရာဝန်ဖြစ်တဲ့ဒေါက်တာရှင်ရံကမာရှယ်အောင်ဆောင်ပြီးသူနဲ့တူလိုက်လာဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးနောက်ထပ်ရှူရောင်းတစ်ခုကတော့ဖက်ဒီယာတကယ်တော့အန်ဒရူးဖြစ်တယ်စစ်ပြန်ဖြစ်ပြီးတော့စိတ်ဓာတ်ဟန်ကြောင့်စိတ်ရောဂါဝင်နေတယ်ပစ္စည်းတွေမီးရှို့ရတာကြိုက်တဲ့စိတ်ဝင်စားရှင်ဖြစ်တယ်ဒါကြောင့်အိမ်ကိုမီးရှို့ပြီးသူမိမအောင်တတ်လိုက်တယ်ပြီးတော့ဒေါက်တာကိုလီကာကိုလည်းမီးရှို့ဖြစ်ခဲ့တယ်။ပြီးတော့သူ့မှာကလေးလေးတကယ်မရှိဘူး။ ဒါပေမဲ့အိမ်မီးလောင်တော့၄ရောက်တည်သွားတယ်လို့ပြောခဲ့တာလည်းရှိနေတော့ကလေးတွေကတကယ်မရှိတာဟုတ်ရဲ့လားဆိုပြီးမယင်မြန်ဖြစ်ရပါသေးတယ်။ဒါကတော့လူနှဲစုရဲ့အတွင်းဖြစ်ပြီးတော့တကယ်တမ်းချက်လက်တွေတေချာသုံးသက်ကြည့်မှဆိုရင်တော့ဟာွက်တွေရှိနေတယ်။သူ့မိမကအိမ်မီးလောင်လို့ဆုံးသွားရင်ဘာဖြစ်လို့ရေချဲဆိုးလန်လို့ဆိုရဲကလေးသုံးယောက်ကိုယင်းနေတတ်တယ်ဆယ်ယောက်ရှင်ကိစ္စကိုဆရာဝန်ကြီးကထည့်ပြောကြတာလေ။တကယ်တော့သူ့မိမကကလေးတွေယင်းနေတတ်တယ်ဆိုတော့သူ့စိတ်ထဲမှာလက်မခံနိုင်လို့ပြစ်တင်စရာလူသက်တယောက်ခွဲထုတ်တယ်။ဒါအောင်ဆရာဝန်ကြီးကပြန်သုံးချပြီးသူ့မိနေတော်သတိရအောင်လို့ ုပ်ပြီးတယ်ဆိုရင်ဘိုးဖြစ်နိုင်ပါတယ်ဒါအပြင်အဲ့ဒါတကယ်ဖြစ်ရဆိုရင်နောက်ဆုံးကမှဆရာဝန်ကြီးကဘာလို့အဲ့ဒါအောင်မပြောဘဲနဲ့ရီကံမီးရဇလန်အောင်လုံးပြောမှာလဲတကယ်ရည်ကြီးဆုံးချိန်ရောက်နေပြီဆိုရင်ဖြစ်မှန်အောင်မပြောတော့မှာပေါ့ဆိုတော့ဒီရှူတော့ကလည်းဟာကွက်တေရှိနေရှူတော့တစ်ခုပါပဲ နောက်ထပ်ရှူရောင်းတစ်ခုကတော့အများစုလက်ခံထားတဲ့ရှူရောင်းမှာထယ်ရီဟာတကယ်တော့အန်ဒရူးဖြစ်တယ်စစ်ပြန်ဖြစ်ပြီးတော့စိတ်ဓာတ်ရကြောင်ရဲနဲ့လှုပ်တဲ့စိတ်နှင်ထားလို့မိမစိတ်ကြံရောဂါဖြစ်ပြီးသူ့ကိုယ်သူတိုက်ခိုက်မိရှုပ်ပြီးတက်တည်ဖို့ကြိုးစားတယ်စိတ်ပြောင်းလဲဖြစ်အောင်ခြေကမီးရဲ့အိမ်ကိုပြောင်းနေတော့သူ့မိမကလေးကိုရင်းနှီးတက်လိုက်တယ် အနုပြန်လာတော့တည်သွားတော့စိတ်ရန်ထိခိုက်ပြီးသူမိမကိုတတ်လိုက်တယ်။သူပြမှုတွေကြောင့်သူ့ကိုချက်တိုင်းနဲ့မှကျင်းချထားတယ်။သူ့ရဲ့ဖြစ်မှန်လက်ခံစရာမရှိတော့ကြေကွဲစရာကောင်းနေလို့ပြစ်တင်ကြလူတယောက်ကိုသူ့စိတ်ထဲကနေဖန်တီးလိုက်တယ်။စိတ်ဖောက်နေတဲ့သူဆိုတော့ဖြစ်ပျက်တွေရောသွားပြီးသူ့မိမကိုမီးရှို့တတ်တဲ့အန်ရူးဆိုတဲ့လူကိုလိုက်ရှာနေတယ်။ ။ရေကန်ပေးရအိမ်မှဖြစ်တဲ့ကိစ္စတွေသူ့မှာကလေးရှိခဲ့ကြတာတွေဘာမှမမှတ်မိတော့ဘူး။သူ့တမျိုးလည်းစိတ်ဆွဲပြီးအိမ်မှထဲမှာနာစီစခန်းလူသေးပုံနေတယ်မှမြင်နေ။ဒါကတော့နောက်ဆုံးဆရာဝန်ရှင်ရှင်းပြတာတစင်းသူပြတ်မမှီသွားတဲ့သူ့ဘဝဖြစ်ရဲ့အနေနဲ့ပုံဖော်ထားတာပါ။ခဏရင်ရှိဆုံးရှုတော့လို့လည်းပြောလို့ရပါတယ်။ပြီးတော့နောက်ဆုံးခါမှာထက်ဒီပြောခဲ့တဲ့မကောင်းဆိုးဝါးတယောက်အနေနဲ့တတ်ရှင်တာနဲ့လူကောင်းအနေနဲ့တည်ရတာဘယ်ဟာပိုဆိုးလဲဆိုတဲ့မိန်းကွန်းကတော့ဒီရုပ်ရှင်မှာနားလည်ရခက်ဆုံးစကားတစ်ခုမှ ်သူကလက်ဗော်တမီလောက်ခံခြင်းလို့ပြန်ယူကြောင်ဆောင်လိုက်တယ်ဆိုရင်ချက်ကဆရာဝန်မန်းတည့်ရဲ့နဲ့ဘာလို့ပြောပြလိုက်တာလဲဒီလိုပြောပြလိုက်လို့ဆရာဝန်တွေကသူ့ကိုမယူတော့ဘူးလို့မတမ်းမလိုက်နိုင်ဘူးလားနောက်ဆုံးမှသူ့ကိုတကယ်ပဲလက်ဗော်တမီဆုပ်လိုက်လားဆိုတာတွေကပြိတ္တဘက်ကဖြေတွေးရမယ့်ຢာတွေဖြစ်သွားပါပြီကျော်ဆိုရဲအကျဉ်းသားပြောခဲ့တယ်မင်းကဝင်းကဘာတွေကကြောတကောင်မဲဆိုလိုပါပဲဒီရုပ်ရှင်ကိုကြည့်ပြီးရင်ပြိတ္တတည်းရလဲဝင်းကဘာတွေကကြွက်လို့ပဲထွက်ပေါက်မရှိတိကျတဲ့ဖြေမရှိနဲ့မဆုံးနိုင်တဲ့တွေးနဲ့ကြံခဲ့ရပါတယ် ဒါ ਉਹ ကလည်းရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်နေပါဗျ။ဒီဗီဒီယိုကြည့်ရှုသူတို့လည်းဘယ်ရှုတော့မှပို့ဖြစ်နိုင်မလဲ။ဒီမှာမေးသွားတဲ့ချက်တွေမှာဘယ်ချက်တွေအဖြေကိုကိုသိလဲဆိုတာ comment မှာဝင်ဆွေးနွေးသားကြပါအောင်နော်။နောက်ထပ်ရုပ်ရှင်နဲ့ပတ်သက်တဲ့လူသိနေတဲ့စိတ်ဝင်စားစရာချက်တွေကိုလည်းပြောပြပေးသွားပါအောင်မယ်။နမေရီကိုစလုံးပြောင်းစီတဲ့ The Law of Four ကြောင့်အလုံးတည်ပြီးပါပြီ။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာရုပ်ရှင်နမေ Shutter Island ကိုစလုံးပြောင်းစီရင် Truth Deniers ဆိုတာကိုကြားရဲဆိုတာပါပဲ။ ဒါကိုကြည့်ရင်ဘဲချက်တွေကအမှန်လဲဘဲချက်တွေကိုညင်းဆက်မှာလဲဘဲချက်တွေကိုလက်ခံမှာလဲဆိုရဲဇလန်းရဲ့အဓိကအိုင်ဒီယာကိုမြင်နိုင်မှာပါဒီရုပ်ရှင်မှာပြိတက်ကိုအဓိကဒုက္ခပေးတဲ့ဇက်ကွက်ကတော့နောက်ဆုံးမှလီယိုနာရိုမက်ခရဖ်လို့ပြောလိုက်တဲ့ဇာတ်ကားပါပဲတကယ်တော့ဝတ္ထုထဲမှာအဲဒီဇာတ်ကားမပါပါဘူးနောက်နေ့မနက်မှာအန်ဒရူးကထယ်ဒီလို့သူ့ကိုသူပြန်မြင်သွားလို့လော်ဘော်တမီလို့ဖို့ခေါ်သွားတာနဲ့ဆုံးသက်သွားတာပါထယ်ဒီပြန်မြင်နေတဲ့နာစီစခန်းမှာစစ်သားတွေကိုတတ်တဲ့ဖြစ်ပျက်ကပြင်မှတကယ်ဖြစ်ခဲ့တာပါ 1945ခုနှစ်ဧပြီလ29ရက်နေ့ဟာ US စစ်တပ်ကဓာခေါင်စခန်းမှာဂျူးလူမျိုးတွေဝင်ခဲ့ချိန်မှာ နာဇီစစ်သား90ဝန်းကျင်ကိုပစ်တက်ခဲ့တာပါဒီရုပ်ရှင်ဟာအရန်နာမည်ကြီးပြီးခုထိအကောင်းဆုံးရုပ်ရှင်ကအဖြစ်ရပ်တည်နေပေမဲ့အော်စကာဆုတစုမှမရခဲ့ပါဘူးဒါကလည်းရှုပ်ထွေးလုံးနဲ့ဇလန်းကြောင့်ပထမတစ်ခါကြည့်ပြီးတိမ်မကောင်းလို့သတ်မှတ်ကြလို့မရခဲ့တာလည်းဖြစ်နိုင်ပါတယ်ဘလိုပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးကနေအမြင်သစ်တွေနဲ့ပြန်ကြည့်ပြီးကြိုက်နှစ်သက်ကြဖို့မျှော်လင့်ပါတယ် ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကိုကြိုက်တဲ့ထက်တူကြရတဲ့ဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်နော်။နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်ရှင်။